ဇေတူမြို့နယ်တဝဲဒူစီဝါရီဆိုတဲ့စကောင်းစီတန်းနဲ့ဒွန်လိုင်းတာတွေတိုက်ပွဲထပ်ဖြစ်ခဲ့ပါလိမ့်လေဆောင်ကြည့်လို့ရဖရနီမာမနက်၂၄ရက်နေ့ကတိုက်ပွဲဖြစ်ပြီးကင်မိုးဝင်နေတဲ့စကောင်းစီတန်းနဲ့ဒွန်လိုင်းတာတွေမနက်၂၅ရက်နေ့မှာလည်းတိုက်ပွဲထပ်ဖြစ်ခဲ့ပါလိမ့်ပထမတိုက်ပွဲဖြစ်တဲ့နေရာနဲ့မနီမဝေမှာနှစ်ဖက်တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ဒေတာကံကပြောပါတယ် အိတ်တိုက်ပွဲမှာဒေါ်လာရီတတာတို့ရောက်တန်ရအနေငယ်ရရှိခဲ့တယ်လို့ဒေါ်လာရီတန်းတဲ့နေစာသူကပြောပါတယ်စစ်ကောင်စီတဟာတိုက်ပွဲဖြစ်ပြီးနောက်လဲဆောင်ရွာနာကနေကမောင်ချောင်းရွာဖက်ထွက်ခွာသွားတာကြောင့်ဒွေသူစီဝိုင်းဆိုထွဲကလုံးလက်ဒေတာခံတွေဖြစ်တဲ့လဲဆောင်ဒေဂျီပရဒန်ကမောင်ချောင်းအေကနိစားတဲ့ဂျီဝါတွေကဒေတာခံတွေနေဆော့ခွာထွက်ပြေးနေကြရတာပါ ရုရှားနဲ့တဝဲဒူစီဝိုင်းဆိုမှယင်းဒီမျိုးနံဖိုးသဘောတူညီမှုရှာပြီးတဲ့နောက်မတ်၁၃ရက်နေ့ကစာလို့စကောင်းစီတက်ကဒဝဲဒူစီဝိုင်းဆိုတဲ့အင်အားဖြလာတာဖြစ်ပါတယ်။အင်အားဖြလာတဲ့ထဲကစကောင်းစီတက်ဟာမတ်20ရက်နေ့မှာယင်းစိတ်ကန်ယာယီတက်စကန်ကနေအင်အားတရလောက်ထိုးနှုတ်ပြီးနဘူးနဲ့ဒေတာတခွင်ကိုစစ်ကြောင်းထိုးနေပါတယ်။ မနက်၂၆ရက်မနေ့ကဒီစကောင်းစီတန်းနဲ့ဒေါ်လာ1တန်တွေကြာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။